ချောင်းတပါဒီမွေးနေ့မှာလာဆောင်မဲမဲမျက်နှာလိုချင်တာရကောဝဲပြီးမင်းရဲ့မွေးနေ့မှာ စတောင်းစကားလေးပြန်လွင်နေရဒီဇင်ဖန်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အမတ်တရားနေ့အစည်းအဝေးကနေဒီနေ့ဧပြီလ19ရက်နေ့မှာမွေးနေ့ကြာရောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့ချစ်သူစုံတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစည်းအဝေးကနေထုံးနှင်းတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရှင်။ ီနေ့စီစဉ်လေးကနေပရမောင်ဆုံးနေနဲ့စူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရွှေညောင်မျိုးကမက်ခင်ပပချောရဲ့29နှစ်ပြည့်မွေးနေ့အတွက်ပဲဖြစ်ပါတယ်။မက်ခင်ပပချောရဲ့ဒီနေ့မှပြည့်မြောက်တဲ့မွေးနေ့အတွက်ကိုတော့ရွှေညောင်ကတငယ်ချင်းဖြစ်တဲ့မက်မြက်လေးနိုင်ကပဝင်တောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့စူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ခိတမလေးရှားနိုင်ငံကိုရောက်ရှိနေတဲ့ကိုနိုင်သူရအောင်ရဲ့22နှစ်ပြည့်မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ ကိုနိုင်သူရအောင်ရဲ့ဒီနေ့မှာပြင်းပြတဲ့မွေးနေ့အတွက်ကိုတော့ဖေဖေမေမေမမနဲ့ညီမလေးနှစ်ယောက်ကပါဝင်တောင်းဆိုပေးထားတာပဲဖြစ်ပါရဲ့ရှင်။မွေးနေ့ရှင်အတွက်စကားလက်ဆောင်လေးအနေနဲ့ကတော့မိဘပေါ်မှာတီးတက်လိမ်မာတဲ့သားလေးဖြစ်ပါစေ။ကျမ်းမာပျော်ရွှင်ပါစေဆိုပြီးတော့မိသားစုဝင်တွေအားလုံးကမွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးထားပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့မှာမွေးနေ့ပြင်းပြတဲ့ရွှေညောင်မျိုးကမခင်ပပချောနဲ့ခိတမလေးရှားကိုရောက်ရှိနေတဲ့ကိုနိုင်သူရအောင်တို့အတွက်ကိုလည်း အမတ်တရားနေ့အစီအစဉ်ကနေမွေးနေ့စုမုံစကားလေးတောင်စုပြုပေးခြင်းပါတယ်ရှင်ဒီနေ့မွေးနေ့လေးအားစပြီးတော့နေ့ရက်တိုင်းမှာပျော်ရွှင်ပါစေချစ်ရတဲ့မိသားစုချစ်ရတဲ့တငယ်ချင်းတွေနဲ့အတူတူအေးချမ်းသာယာစွာနဲ့အသက်ထက်ဆုံးနေထိုင်သွားနိုင်ပါစေလို့မွေးနေ့စုမုံစကားလေးချွေပေးလိုက်ပါတယ်ရှင်မတရားနေ့အစီအစဉ်ကနေအခုနောက်ဆုံးအနေနဲ့ဆူတောင်းပေးရမယ့်မွေးနေ့ရှင်လေးကတော့ တားလေးတန်ဝေရန်ထွန်းရဲ့၆နှစ်ပြည့်မွေးနေ့အတွက်ပဲဖြစ်ပါတယ်။တားလေးတန်ဝေရန်ထွန်းရဲ့ဒီနေ့မှပြည့်မြောက်တဲ့မွေးနေ့အတွက်ကိုတော့အမခိုင်နေဝင်ဒေါက်တာမြတ်နိုးမင်းအကူဒေါက်တာကျော်စင်ဝင်ဒေါက်တာကျော်စောလင်းနဲ့ကိုဝေရန်မင်းတို့ကပါဝင်တောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့မှမွေးနေ့ပြည့်မြောက်တဲ့တားလေးတန်ဝေရန်ထွန်းရဲ့၆နှစ်ပြည့်မွေးနေ့အတွက်ကိုလည်းသတင်းဖန်ရဲ့အမတ်တရားနေ့အစီအစဉ်ကနေမွေးနေ့ဆုမစကားလေးတောင်းဆိုပြုပေးကြပါတယ်ရှင်။ Happy birthday ပါတသားလေးရေ။ မွေနေ့ရစပြီးတော့တသားလေးရဲ့မနက်ဖြန်တိုင်းမှာလူတိုင်းတရနိုင်ပါစေ။ပညာရေးမှာလည်းတူးကျွန်ထက်မြက်ပြီးတော့မိဘတွေအားကိုအားထားပြုရတဲ့သူလေးဖြစ်ပါစေ။ရှောင်လန်ရမယ့်အနာဂတ်လမ်းမှာလည်းကံကောင်းခြင်းတွေကိုပဲအစဉ်ထာဝရပိုင်ဆိုင်နိုင်ပြီးတော့စိတ်ကူးနဲ့ဘဝထက်တူကြပါစေလို့တဇင်းဖက်မိသားစုမှစုမုံကောင်းလေးချွေပေးလိုက်ပါရရှင်။ အမတ်တရားနေ့အစီအစဉ်ကနေဒီနေ့မှကြာရောက်တဲ့မွေးနေ့ရှင်တွေအတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုထုံးနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းဒီနေ့မှကြာရောက်တဲ့ချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုဆက်လက်ပြီးတော့ထုတ်လွှင့်ပေးသွားကြမှာရှင်။ချစ်သူရဲ့နှစ်ပတ် ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့တောင်ငူမျိုးကမတ်သူစာမုံပဲဖြစ်ပါတယ်ရှင်။သူကတော့တောင်ငူမျိုးမှာနေထိုင်တဲ့သက်ဆိုင်သူကိုကျော်စင်ဖြိုးနဲ့ဒီနေ့မှပြေးမြောက်တဲ့ချစ်သူတက်တန်းနှစ်နှစ်ပြည့်အတွက်ကိုကိုရိုင်းပအဝင်တောင်းဆိုထားတာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့မှနှစ်ပတ်လည်ကြာရောက်ကြတဲ့ချစ်သူဆုံးတွဲတွေအားလုံးနဲ့မင်္ဂလာဇနီးမောင်နှံတွေအားလုံးအတွက်ကိုလည်းသစဉ်ဖက်ရဲ့အမတ်တရားနေ့အစီအစဉ်ကနေစုမုံကောင်းလေးတောင်းဆုချေပေးကြပါရစေ။ ီနေ့နှစ်ပတ်လည်အားစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကြုံလာသမျှအခက်အခဲအတားအဆီးတိုင်းကိုလည်းအတူလက်တွဲဖြေရှင်းနိုင်ကြပါစေလို့စုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါတယ်ရှင်။ပရိသတ်တရားလုံးခုနားဆင်ကြရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုတ်လင်းတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။တစီယန်ဖန်ပရိသတ်ကြီးဟာအမတ်တရားနေ့အစီအစဉ်မှာကိုရဲချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ ချစ်သူဆောင်တွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်ပြီးတော့တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ7:00နာရီအတွင်းဒဇင်ဖက်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933 639 1639မှာ3ရက်ကြိုတင်ဆက်သွယ်ပြီးတော့ပအဝင်တောင်းဆိုနိုင်တယ်လို့ဒဇင်ဖက် Entertainment YouTube Channel မှာလည်းကွန်မန့်လေးတွေပအဝင်ရေးသားပြီးတော့တောင်းဆိုပေးနိုင်ပါတယ်ရှင်။နာဇင်ရပေးခဲ့ကြတဲ့ဒဇင်ဖန်ပရိသတ်များအလုံးနဲ့နေ့ရက်တိုင်းမှာပျော်ရွှင်ပြီးတော့အပြုံမန်းနေအစင်သာရပွင့်လန်းနိုင်ကြပါစေရှင်။